အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာကျူးနှင့်ရေးသားထားတဲ့လာမင်းတာတော်ညတညမှာဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျမနဲ့တူနားဆင်ခံစားကြပါရှင်။လာမင်းတာတော်ညတညမှာ ကျွန်တော်ဈေးရုံထဲမှထွက်လာချိန်တွင်မိုးကောင်းငယ်၌အီယာမမာဂျူရီမီးပွင့်ကြီးလို ထိန်လင်းဝင်းပနေသောလာမင်းကြီးကကျွန်တော်ကိုအာတုံအာနာဖြင့်တစ်ချက်နှစ်ချက်မှေးမိန်သွားသည်ဟုကျွန်တော်ထင်သည်ကျွန်တော်သည်လာမင်းကိုမော့မကြည့်ပဲနှင့်ကြေတော်သားတို့၏အလေးထားတိမှတ်မှုအရာယနေ့သည် ပြာသူလာပြေကျော်ကားစနေရတရဖြစ်မှန်းသိလိုက်ပါသည် ကျွန်တော်တို့၏ယုံကြည်မှုတလေအရာ လာစန်းရဲမှမွေးဖွားလာသောလူတယောက်သည်ကံကောင်းသည်ဟုယူဆတတ်ကြသည်။သို့ဆိုရင်လာစုပ်ရဲမှတည်ဆုံသော လူတယောက်ကိုတော့ကံဆိုးသည်ဟုသတ်မှတ်ကြမှာလား။မြမယုံကြည်မှုတလေးတချို့ဟာ နားလေရခပ်ပါသည်။အတိဘယ်နဲ့နည်းသည်ဟုပြောနိုင်သလိုအယူသီးခြင်းလည်းဖြစ်နိုင်သည်။ယဉ်ကျေးမှုတလေးတရဟုပြောနိုင်သလိုပုတ်တိုးဆွေမြေခေနောက်ကြအတုံးမတဲ့ အရာမဝင်သောကပောက်ဒီကပောက်ချအတွေးယူများဟုလည်းပြစ်တင်ဝေဖန်နိုင်သည်လွန်ခဲ့သောနိုင်ဝက်ခန်းကဆေးရုံကရင်တလုံးပေါ်မှာကျွန်တော်ဤဦးလေးရင်ကိုပအောင် အသက်ထွက်သွားခဲ့ပါသည်ရှင်ကျက်ပန်းနာယောဂနှင့်အဆုတ်နာယောဂကို နှစ်ရှည်လာများပူရဲရောရှက်ခံစားရင်ကိုစိတ်နှဖျားအနာရခဲ့တော့ဦးလေးပါအောင်ဇီဝိန်ချုပ်သွားခြင်းမှာသူ့အတွက်ကံကောင်းလာပါသည်ဝစ်ကျွလွတ်မြောက်သွားတာမျိုးပေါ့ ်ဦးလေးပါအောင်ကန်ကောင်းသွားသလောက်ကျွန်တော်ကတော့ဖြင့်ကန်ဆိုးမိုးမောင်းကျသွားပါသည်ဦးလေးပါအောင်သည် သူ့စိတ်နှလုံးကိုခြုံခြုံကြစေသော သူ၏ယောက်ျားဂုံတိတ်ခါကိုတရည်ရည်ကြိုက်စားနေခဲ့သောသူ၏မျောလင်းချက်တို့ကို ဖဲ့ရွက်ခုတ်ထစ်ပြင်နေခဲ့သောဒုက္ခပုံကြီးတဲ့ကနေလွတ်မြောက်သွားသည်ကျွန်တော်ကတော့ဖြင့်မြောက်တစ်ကိုင်းလော့တွေ့ရမယ့်ဖြစ်သွားခဲ့သည်ကျွန်တော်မိခင်နှင့်ဦးလေးပါအောင်တို့က ပြေးကြည့်မှဒူရုံစင်းမောင်နှမနှိုးရီသာရှိကြတော့ဆွေမဲ့မျိုးမဲတွေဖြစ်ကြသည်ကျွန်တော်ဤဖခင်က ကျွန်တော်လူမမဲ့ရွယ်ကလေးကတရေတကြီးမှာနောက်ရင်နောက်တဲ့ထူထောင်သွားခဲ့ဤတခုလက်အမေသည် မောင်ဖြစ်သောဦးလေးပအောင်ကိုမိခိုရင်းလင်းပြစ်မှဘဝဤခါတီလွန်သောဝေဒနာကိုကြိတ်မိခံစားလျက်တပိန်ပိန်တလိန်လိန်ဖြင့်ကွယ်လွန်သွားခဲ့ပြန်သည်အမေဆုံးတော့ကျွန်တော်ကိုနှစ်သားမြသားရှိသေးသည် ဦးလေးဖအောင်သည်ဦးလေးအရင်ဘဝမှမွေးစားဖခင်ဘဝသို့ကိုပြောင်းခံယူကာသူ၏တာအရင်ချလိုကျွန်တော်ကို ဆောင်းရှောက်ပြုစုပေးခဲ့သည်လောကကြီးကို၌ကအကျင့်နာချစ်ချင်းမြတ်တာတရားထုံကားမှုကိုဆန့်ကျင်နေပါသည်ဦးလေးဖအောင်၏ဇနီးမခင်မှုံကကျွန်တော်ကို အရှုပ်ထုတ်ဟုမှတ်ယူပုံရသည်ပါဇက်တပေါက်တာဝန်ကမပေါ်ဘူးနော်ကိုပါအောင်စမ်းနိုင်ကို ဖုန်ကြီးเจ้าကိုသာပို့ထားလိုက်အဲ့ဒီနေ့ကကျမတို့အတွက်လည်းကောင်း စားနိုင်ဘွားအတွက်လည်းအဆင်ပြေမှာဟုတ်ဒေါ်လေးမခင်မှုံကဥလေးပောင်ကိုတူတူကြိတ်ကြိတ်တက်တိုက်တွန်းတွန်းနှိုးဆော်ခဲ့တဲ့ံကို ကျွန်တော်အမှတ်မထင်နှားဖြင့်ဆက်ဆက်ကြခဲ့ပါသည်ဥလေးပောင်မှာ ကျွန်တော်အောင်ခဲ့သော သားသမီး၃ယောက်ရှိနေသည် ထို၃ယောက်ကိုပြုစုပြောထောင်နိုင်ရေးအတွက်ပင်လယ်သမားဥလေးပောင် မနေကြီးလုံးပန်းအားထုတ်ရအောင်မှာဖြစ်သည်ဤသို့ဖြင့်ကျွန်တော်သည်၁၂နှစ်သားအရွယ်မှာရွာဦးကျောင်းဆရာတော်လစ်စီပေတလား တိတ်ခါကားမဖြစ်တော်မူသောဥလာပါထံရောက်ရှိသွားသည်ဖုံတော်ကြီးဥလာပါကကျွန်တော်ဤအနာဂတ်ဘဝအတွက်တာဝန်ယူလိုဟန်ရှိတော်လေကျွန်တော်၁၄နှစ်သားမှဥလေးပါအောင်ကကျွန်တော်ကိုသာသနာ့အနေမြေမှနှုတ်ယူဆွဲထုတ်လိုက်ပါသည်အိမ်မှာနွားတွေများလာတော့တပည့်တော်တယောက်ထဲမနိုင်မနှင်းဖြစ်နေတယ်ဖေရစမ်းနိုင်ရှိမှဖြစ်မှာနှစ်ပေါက်ကလေးသုံးကောင်ကို သူ့ပဲကြည့်ခိုင်းရမှာ ခွင့်ပြုတော်မူပါဖေရဖုံတော်ကြီးဥလာပါကား အင်းမင်းတဘောမင်းတဘောပဲဘာအောင်ဟိုမင်းယုံမတပါအချားမရှိပါဘီကန်တရားကဦးလေးပါအောင်ကိုလေသမားဘွားတို့ပို့ချခဲ့တော့လေသူ့လိုရှုနာရှိုက်ကောင်လူဖလန်ကလေးမှာအကြံပရန်ရုံးကန်ရတော့လေသမားလုံးနဲ့မတင်တော်လာပါမတင်တော်တော့လေသူ့မှာရွေးချယ်စရာမရှိသူ့မိမတော်လေးမခင်မုံကသူ့အောက်ရှင်းနှစ်ခန့်ငယ်တော့ရင်အောင်ကြီးကြီးတင်မထွားထွားစူဖြိုတောင့်တင်တော်လေ လေယာလုံးမှာကုဘော်လောင်ပတ်မလို့တနခါပဲကြလို့ပြီလစ်လျင်လစ်တလို့ကာမကုံတောင်းချမ်းနေတဲ့သူဖြစ်မှန်းတရွာလုံးအသိပင်ဦးလေးကချောင်းတဟော့ဟော့ဆိုရင် သူမိမကိုမရေတရေမျက်လုံးတွေကြည်နေရုံမှာပါအချားပါမျှမတက်နိုင်ယခုဦးလေးကြွယ်လွန်ချိန်၌ပင်ဒေါ်လီမခင်မုံမှာတယောက်လင်းဆောင်တယောက်တိတ်တိမ်ပုံရှိနေသည်ရွာထဲမှာဗလကောင်းကောင်းတစ်ခုလက်လူရှုပ်လူပွေတယောက်ဖြစ်သည် ဒေါ်လီမခင်မုံအောင်မှ၁၀နှစ်လောက်ငယ်သည်ဒီကောင်ကဒေါ်လီမခင်မုံမုံဆိုးမှဖြစ်သွားသည့်တိုင်တရားဝင်ပေါင်းသင်းမှာတော့မဟုတ်ဟုကျွန်တော်ပြောရသည်ဒီတရိษံကကြောရယုံကြံတာဦးလေးပါအောင်မရှိတော့သေးတော့သူတို့နှစ်ယောက်လွတ်လပ်စွာတရိษံဆက်ခင်နိုင်ရန်ဒေါ်လီမခင်မုံကကျွန်တော်ကိုကန့်ထုတ်တော်မှဖြစ်သည် သွားချင်ရသွားကြီးစားစားခွေးစားစားပေါ့ကျွန်တော်ဆေးရုံဝင်ပြင်ပတ်သူရောက်သည်နှင့် လာရောင်လိမ့်ကြံထားသည့်လမ်းမကြီးကကျွန်တော်ကိုတိတ်ဆိတ်စွာစီကြိုနေသည်ကျွန်တော်ကဆေးရုံဘက်သို့အမှတ်မထင်တမင်လဲပြန်လှည့်ကြည့်သည်ဆေးရုံနောက်ကျောဘက်ရှိအဆောက်အုံကလေးထဲမှာတော့ဦးလေးဘောင်သည် အထီးကျန်စွာလဲလျောင်းလျက်ရှိနေလိမ့်မည်သူ့စပင်တွေကစုတ်ထောင်ထောင်ဖွာလန်ကျဲနေကြမည်နှစ်ထင်းနှရင်တွေနှိမ့်ဝင်နေကြမည်ပါးစုံကတွင်းကြိုင်ချီလိုပိန်ဟိုက်နေကြလိမ့်မည် မျက်လုံးတွေက အမောမျက်နှာချက်ကို မြင့်တောင်မခတ်စတဲ့မော့ကြည့်နေကြလိမ့်မည်နှာခမ်းတွေဟာလျက်သွားချိုကငေါထွက်နေကြမည်သူ့သားရောင်ကညိုတိုတို အသွေးစီကနေဝါတာတာဖြူဖြော့ဖြော့ဖြစ်လာနေကြလိမ့်မည်သူ့အသက်ထွက်သွားပြီဆိုကြဲက သူ၏ခန္ဓာသည်ပုံမိုတိတ်ကြုံကအယိုးများကို အရေပြားက တင်းကျပ်စွာ တွေ့ကက်ထုတ်ပတ်ထားလိုက်သည်နှင့်တူသည်ဟုကျွန်တော်ထင်သည် မနှက်ပြန်မနှက်ပိုင်းမှာအလောင်းကိုပြန်သေးသွားနိုင်အောင်လုပ်ရလိမ့်မကွမွန်တဲတာနဲ့မင်းဦးလေးလောင်းကပုတ်စော်နန်းလာလိမ့်မယ်ဟိုကျွန်တော်နှင့်အတူဦးလေးပါအောင်ရေလောင်းကိုတဲယူရွှေပြောင်းပေးခဲ့တော့စေယုံလုံသားကြီးကကျွန်တော်ကိုညွှန်ကြားသည်ကျွန်တော်ကခေါင်းညှိလိုက်ပါသည်ဤနေရာသည်ရင်ခွဲယုံဟုဆိုတော့လေပန်ကားကလေးတလုံးမျှပင်မရှိပါချေတကားသူစင်းရဲတယောက်စင်းစင်းရဲရဲတည်ဆုံသွားရသလိုတည်ဆုံပြီးသည့်နောက်မှလည်း လေးအေးဆက်မပြောနှင့်ပန်ကားတစ်လုံးပဲမရှိသောရှင်ခွဲယုံနေရှိညစ်ပတ်ပေးရနေသောအင်္ဂရီခုံပေါ်မှအခင်းမရှိဘာမရှိဆောင်စုပ်ကလေးလွှမ်းလျက်စင်စင်ရဲရဲလျောင်းနေရရှာ၏ဆင်းရဲသာဘဝဟာ ရှင်နှုံးကလည်းငမွေးတေပြန်တော့လေမตาငမွေးဟုကျွန်တော်တွေးမိခဲ့ပါသည်ဥလေးပါအောင်မဆုံးမီတရက်ကကျွန်တော်ကိုနှစ်ကိုကြားမှာရိုက်ခဲ့သည့်စကားကိုလည်း ကျွန်တော်ယခုအခါပြန်လဲကြာရောက်လာမိပါသည်အကယ်ကန်တူငါမျက်နှာလွှဲသွားခရင်လဲမင်းဘဲမှထွက်မသွားနဲ့ငါ့အိမ်မှာပဲနေမင်းတော်ကိုလည်းတီးခံပြီးပေါန့်ပေါ်ကွာနွားတွေကမင်းနဲ့မှဖြစ်မှာမင်းညီလေးတွေညီမလေးတွေကိုလည်းဂယုဆိုင်ပါကွာကျွန်တော်ကောင်းငင်ပြခဲ့သည်ဟုထင်ပါသည်သို့တော့ရင်내ကဆန္နာကတော့တမျိုးဖြစ်သည်ဦးလေးပါအောင်မရှိတော့ဘူးဆိုသည်နှင့် ဦးလေးပါအောင်ဤနေမှာဒေါ်လီမခင်မုံကဘေးမှာကြေးဖြစ်လာပြီထိုရင်ဒီကျွန်တော်တို့ငရဲပြည်ဘွားရောက်သွားလေတော့မြည်ကျွန်တော်တငယ်နှစ်စာမဟုတ်တော့ပါကျွန်တော်အသက်18နှစ်ထဲဝန်းလာရုံသာမကကျွန်တော်ဘက်ကတိတ်တခိုးချစ်နေရတော့ရီစားပင်ရှိနေခဲ့ပါပြီလမ်းမကြီးပေါ်ရောက်တော့အခါဟေမန်တလေးယူတွေက ကျွန်တော်ဤဖလန့်နဲ့ရှိန်ကြီးစုပ်ကလေးကိုမြားတံတွေလို ဖောက်ထွင်းထိုးဆိုင်လာကြပြီ။ ကျွန်တော်ဤအစီအသာမရှိသောပြကက်ကက်ပိညောင်ညောင်ခန္ဓာကိုယ်ရဲ့သို့ဝင်ရောက်မှွေနှောက်လာကြ၏ကျွန်တော်စက်သိမ်းဖြင်းဖြန်းထားအောင်ချမ်းစိန်သွားပါသည်လက်ပိုက်လိုက်ပြီးပခုံးကိုကျုံဇက်ကပို့ကကျွန်တော်ခြေလန်းစိတ်စိတ်တွတ်တွတ်လျှောက်လာသည် ကျွန်တော်ခြေတော်အဆုံးမှရာဘာဖနက်မိတို့ကလေးကကက်တရားမျက်နှာပြင်ပေါ်မှဘုံကိုနှက်တန်လိုတရဆက်မြည်နေသည်အချိန်တိကျကို မခံမှန်းနိုင်တော့လေ ၎င်းကြောပြီးဟုပြောနိုင်သည်ဤကာလမျိုးမှာဤဝေပြေလန်ဟောင်းပေါ်မှာကားသွားလာရှင်တတ်သည်အကြောင်းတစ်စုံတရာကြောင့်မဖြစ်မနေသွားကြရသည့်ကားချို့သာဤလန်းပေါ်ရောက်လာတတ်ကြသည်ဆေးရုံလုံ၍တောင်ဘက်သို့ဂိုင်းနေရခန့်ရှောင်းမိလျင်လက်နှစ်ဖက်မှ လူနေအိမ်ကြီးလုံးဝပျောက်ကွဲသွားပါသည်တစ်ပင်ငယ်ကျူတူကျဲတဲ့ခြုံပုတ်ကလေးတွေဟိုတစုဒီတစုတောင်ကရုံကလေးတွေ တိုင်ဝမ်ကလေးတွေဖြင့်ပဝင်းကျင်ကပကတိတိတ်ဆိတ်နေသည်ကျွန်တော်သည်အယူသီးသောပညာမဲ့တောသားတယောက်တော့မဟုတ် မကြသေးမီကမှ လူသေးအလောင်းတလောင်းကိုကင်တွယ်တည်ဆောင်ခဲ့ရသည့်တိုင်ယခုလိုအကာလညခါ၌တကိုယ်ရီနေရာချင်းကြောင့်စိတ်မတိုးမတန့်မဖြစ်ပါဦးလေးပါအောင်တည်ဆုံသွားခြင်းမှာကျွန်တော်တို့မိုးကောင်းငင်ကြီးပြိုကျသည်နှင့်တူသည်ကတော့မှန်သည်သို့သောကျွန်တော်ကဆက်လက်ရှင်သန်အောင်စူးစမ်းရအောင်မှဖြစ်သည် ကိုချေတော့ပေါ်ကိုရက်ပြီးလောကရန်အခက်ခဲပေါင်းများစွာကို အာခဲကြော်ဖြတ်ရအောင်မှာဖြစ်သည်ပြီးလျင် ကျွန်တော်နှလုံးသွေးတွေစူပွဲရမတက်ချစ်ခင်မြင်လို့မိတော့တရွာထဲနေမိနွယ်ခေါ်နွယ်နွယ်ဝင်းကလေးကိုလက်ထက်သိမ့်ပိုက်ဖို့ကြိုးပမ်းရအောင်မိကျွန်တော်တို့ညာလျင် သူ့ကိုကလေးတွေအများကြီးမွေးခိုင်းပြီးလေကွင်းရာတော်တွေချာမှာပျော်ပျော်ရွှင်ရွှင်နေကြမိမိနွယ်ကတသားမွေးတသွေးလှမှာဖြစ်သည်อืม မိနွယ်သည်ကလေးတွေရလာမှဦးလေးပါအောင်မိမလို့ကမြင်ကျော်မထပါစေနဲ့ကျွန်တော်တွေးချင်ရတွေးပြီးခတ်တုတ်တုတ်လျှောက်လာခဲ့ရဘလောက်ကြာသွားမှမသိကျွန်တော်လျှောက်နေစဉ်လမ်းမပေါ်မှာရန်ကုန်မြို့ဘက်မှလာသောကားသုံးစီးသာဖြတ်သွားခဲ့လေသည်ဆေးရုံနှင့်ကျွန်တော်တို့ရွာကလေးမိုင်လောက်ဝေးသည်လမ်းညာဘက်အနိမ်ပိုင်းနယ်စင်းကခရောင်တော်လမ်းတိုင်းလျှောက်သွားပြီးမှကျွန်တော်တို့ရွာသို့ရောက်မည် ခုချိန်မှာဒေါ်လေးမခင်မုံသည်သူ့ဤတယောက်လင်ဆောင်နဲ့အတူရှိနေမလားကျွန်တော်ကဦးလေးပါအောင်ဆုံးပြီဟုပြောလျင် သူငိုမာတယ်လားရန်ကုန်ဘက်မှလာတော့ကုံပြေနှင့် လော်ရီကားကြီးကကျွန်တော်လက်ဝဲဘက်ကနေဝေါ်ကနေဖြတ်သွားသည် ကျွန်တော်ကလမ်းမခုံးမြေသားပေါ်ရှောင်းနေရကကတ်တရားလမ်းပေါ်ပြန်တက်လိုက်သည်ကျွန်တော်တကောလုံးနှုံချီနေပါသည်ဆေးရုံပေါ်မှာလူနာနှင့်အတူ ကျွန်တော်9ရက်9ည AB အစားပြည့်ဖြစ်ခဲ့ရ၏ကျွန်တော်ကိုမှရှိရှိသမျှခွန်အားတွေလေးချိုးသုံးချိုးလောက်အငွေ့ပြန်ကုန်သွားခဲ့ပြီလားတော့မဆိုနိုင်ပါစိတ်မှန်တင်ထားရတော့လေကျွန်တော်ခြေတွေလက်တွေက လေးလံထုံတိုင်းနေကြသည်မိမိကိုမိမိအယိုးစုကြီးတစ်ခုတကြီးတရားလမ်းလျှောက်နေသည်နှင့်ကျွန်တော်ရောက်မှခံစားမိသည် ကျွန်တော်သည်မိမိအားခွန်အားများပေးနိုင်မည်လားဟုတ် ်ယူနန်နန်မျောလင်းကမိုးကောင်းကင်ရှိလာမင်းကြီးကို မော့ကြည့်လိုက်မိပါသည်။မွေလာမင်းသည် တိမ်ညိုတိမ်ပုတ်ကင်းစင်သောမိုးဝလာပြင်မှ သူခီးသူနှင်နေပါ၏။ကျွန်တော်နောက်ကျောဘက်မှပြေးလာသောအလင်းနှံတစ်ခုသည် ကျွန်တော်ကိုဖျက်ကျော်၍ကျွန်တော်ရှေ့ဘက်လမ်းပေါ်သို့ဖြာကျရွေ့ရှာလာသည်။ကားတစီလာနေမှန်းသိ၍လမ်းဘေးကိုကျွန်တော်တရောတော်ပါခုံဆင်းသည်။ကားကဖြည်းဖြည်းချင်းနီးကန်လာသည်။ကိုယ်ပိုင်းစလုံးကားကလေးပဲဖြစ်သည်။ ကျွန်တော်ဘေးမှဝေါကနေဖြတ်သွားသည်ဟာဒုက္ခပဲကျွန်တော်ဒီအမတ်မထင်ရေရွမြေဟမိလိုက်ပါသည် ကျွန်တော်ရောက်ရှိနေသော နေရာ၏အရှိတ်ခိုက်တရားလောက်အကွာမှာလမ်းဒီနှိမ်ဆင်းသွားပြီးညာဘက်သို့တရောက်စစ်ချိုးကွေသွားပါသည် ထိုကွေကိုကာသမများနှင့်ဒေသခံများက ကိုလောင်ကွေဟုလည်းခေါ်ကြမည် အောင်မင်းစိန်ကွေဟုခေါ်လဲခေါ်ကြသည်လွန်ခဲ့သောဆယ်နှစ်လောက်က ရန်ကုန်ပန္ဒရာအောင်မင်းစိန်ဇက်သပင်အဖွဲ့မှလူအပြည့်ဇက်တိတာအပြည့်ပါသောဆယ်ဘိန်းတက်လော်ရီကားကြီးသည်ဤခွေအောက်ဖက်ကျောက်ထဲသို့ထိုးချသွားခဲ့ပူသည်ဆိုင်းသမားနှင့်ဇက်ဖွဲ့ဝင်လှုပ်သားကြမှ၉ယောက်ပွဲချင်းပြီးတည်သွားခဲ့သည်ထိုကလေးကဤခွေကိုကိုလောင်ခွေအောင်မင်းစိန်ခွေစသည်ဖြင့်ခေါ်ဝေါ်ခဲ့ကြသည်ယခုလည်းကျွန်တော်ဘေးမှဖြတ်သွားသောမှန်လုံကားကလေးသည်ကိုလောင်ခွေကျောက်ထဲသို့လိန်စင်းသွားခဲ့ပြန်ပြီ။ ပထမအနေနဲ့တော့ခေါင်းဆိုင်ဆင်းသွားသည် ထို့နောက်ဂမုတစ်ခုနှင့်တိုက်ခါကျွန်းပြန်သွားသည် ပြီးလျှင်ဖေးရိုက်၃-၄ဘက်လိမ့်ပြီးကြောက်အောက်ခြေမြေပြင်မှပလက်လန်ငိန်တန်နေသည်ကျွန်တော်သည်ဖနက်ကို ချွတ်ပစ်ခဲ့ပြီးစင်ကြီးလျှော့တိုင်းအသက်မရှူအားပဲပြေးဆင်းလျက်လာခဲ့သည်ဤနေရာတစ်ဝိုက်တွင်မျက်မြင်သက်သေလှုပ်ရှားနေသူဟူ၍ကျွန်တော်တယောက်ထဲသာရှိနေပါလိမ့်မည် ကျွန်တော်စီမှာ နှစ်တောင်တော်လက်နှိတ်တမီတလက်ပါလာခဲ့ခြင်းကမမျော်လင့်ပဲအတုံးတည်နေပါပြီ။သို့သောငွေလာမင်းကပလက်လန်နေသောကားစီတို့ သူ၏ကြည်လင်ဝင်းပါသောအလင်းနှံများကိုပတ်ဖြန်းလျက်ရှိပါသည်။ဘေးအင်ဂျင်စီမှရုံးကန်တိုးထွက်လာသောမိโกဖြူဖြူတွေက ကားကလေးကိုမွေပြူများနှင့်ရစ်ပတ်ရင်ရွယ်နေကြသည်။ကားရှိလေကမှန်ရောကားမှန်တွေပါအကုန်ကွဲကြေကုန်ကြပြီဖြစ်ရာ။ ကားထဲမှခီးတဲ့တွေအပြင်သို့ထွက်လို့လျင်လွယ်ကူနေပါပြီ။သို့တော့ဘသူမှအပြင်သို့ထွက်နိုင်စွမ်းမရှိကြတော့ကျွန်တော်ကတမီးဖြင့်ကားထဲသို့ထိုးကြည့်ရာ မိမကြီးတယောက်ဤငကမှ အလွန်တောက်ပသောကြောင်မြတ်ကရောင်ပြန်ဟလာသည်။သူ့မျက်နှာတစ်ခုလုံးကတော့သွေးတွေဖြင့်မြင်မကောင်းပါ။ယောက်ျားကြီးတယောက်ကလည်းဇက်လေပြီးမျက်လုံးပြူးကြီးတွေဖြင့်ကျွန်တော်ကိုဆူဆူရဲရဲကြည့်နေသည် သူ့မျက်နာတွေက သူ့ကြောကုန်းဘက်မှာရှိနေသဖြင့်သူ့မှာအသက်မရှိတော့ကြောင်းလဲသိကြပါသည်။သူတို့နှစ်ယောက်ကကားနောက်ခံကုရှင်ပေါ်မှာပူရက်ခွေခေါက်ညင်သက်နေကြခြင်းဖြစ်သည်။ရှေ့ကမ်းမှဒရိုင်ဘာ၏အခြေအနေကလည်းမကောင်းပါ။သွေးလူလူဖြင့်လက်တစ်ဖက်ကကားစတီယာရင်ကိုကင်ထားသည်။ထိုလက်ရှိ လက်ကဝဲမှလက်ပတ်နာရီကို ကျွန်တော်ကအရင်ဆုံးဖြုတ်ယူလိုက်ပါသည် ထို့နောက်သွေးလိမ့်လိမ့်နှင့်စီးကက်နေသော driver ၏ရှိန်ကြီးရင်ပန်းမှအိတ်ကက်ထဲသို့ကျွန်တော်နှိုင်လိုက်သည်။တရေပတ်စံအိတ်ကလေးပါလာသည်။ဒီအထဲမှာ driver license လည်းပါခြင်းပါမည်။ပတ်စံကနေခြင်းနေမည်။ကိစ္စမရှိ။ရသလောက်အမျက်ကြီးပဲ။ကားရှိပိုင်းကနေကျွန်တော်မော်ဟိုက်စွာဖြင့်ကားနောက်ခံဘက်သို့ကိုခန္ဓာကိုခက်ခဲစွာလှည့်ဆောင်သည်။တမီးဖြင့်အလောင်းနှလောင်းကိုထိုးကြည့်ပြန်သည်။ မိမကြီးကမျက်လုံးပြူပြီးကျွန်တော်ကိုသွေးတွေရဲတော်နေသောပါဇက်ကြီးဖျက်ပြနေသည်ကျွန်တော်စသိန်းဖြန်ကနေထထသွား၏သို့သောမိမကြီး၏လက်ဝဲမှ ရွှေဆွဲချိုးကိုဖြုတ်ယူပြီးသားဖြစ်နေသည်မိမကြီး၏လက်ကင်အိတ်စလင်ဘဲကသွေးတွေဖြင့်ရွှဲနေသည်ကျွန်တော်ကလက်ကင်အိတ်ကိုဆွဲယူ၍ကျိုးကိုကျွန်တော်ခေါင်းမှဆွလိုက်သည် လွယ်ပြီးသားဖြစ်သွား၏မူလမျက်နှာပုံပန်းကိုမမြင်ရအောင် သွေးချင်းချင်းရဲ့ပုံပြက်ပန်းပြက်ဖြစ်နေသောယောက်ျားကြီး၏လက်ပတ်နိုင်နှင့်ရွှေလက်စွပ်ကိုချွေယူပါသည်လက်စွပ်ကိုခက်ခက်ခဲခဲချွေယူရ၏မိနွယ်ရေငါတို့တိုးတိမ်ထူထောင်နိုင်ပြီလို့မှတ်လိုက်ပါဟာကျွန်တော်ကစိတ်ထဲမှကြုံပါသည်အိမ်အောင်ပြူကြလျင်တတိတချာကိုကိုရင်နဲ့နေကြတာအကောင်းဆုံးဟုကွယ်လွန်သူဘာကြီးတယောက်ကမှတ်ချက်ပေးပူပါသည် ကျွန်တော်သည် အလွန်အမင်းစိတ်လှုပ်ရှားနေမိမှန်းမသိပဲယောက်ျားကြီးဤတိုက်ပုံအင်းကြီးအိတ်တွေကိုရှောက်ဆန်းကတွေ့သည်များကို မိမကြီးဤလက်ကန်အိတ်ကိုဖွင့်၍ထိုးထဲပါသည်တစ်ချက်တစ်ချက်ကားပြင်ဘက်သို့လည်းကြည်ကန်တောင်းမှောက်ကြည့်ရပါသည်ဤဘသူမှတော့ရောက်မလာပါ လာခြင်းလားလောလောဆယ်တည်ဆုံနေချာသူ၃ယောက်ဤတစီ၃ကောင်သားရောက်လာကြပြီးကျွန်တော်ကိုလက်ညှိုးဝိုင်းထိုးပြီးတခိုးတခိုးဟုအသက်မထွက်ပဲအော်နေကြလိမ့်မည် ဒီချိန်မှာတော့တက်စီမပြောနဲ့တက်စီဤအဘကိုပင် ကျွန်တော်ကယူမဆိုင်ပါကျွန်တော်ကခေတ္တအမောဖြီအတ္တဝဝရှုသွင်းလိုက်သည်တက်စီနဲ့မိကိုနဲ့နှင့်သွေးညီနဲ့တို့ပေါင်းဆက်ထားသည့်အနံ့ကညနှောင်းပိုင်းလေးညင်းတန်တန်နဲ့မှရောထွေးပြီးအမျိုးမျိုးအဖော်ရခတ်သောအနံ့မျိုးထွက်နေစေပါသည်နှွားတင်းကုတ်ထဲမှာနှစ်ပေါင်းများစွာနှွားချေကျုံနေကြဖြစ်၍ ကျွန်တော်ခန္ဓာယုံကတော်ယုံတန်ယုံအနှံ့ဆိုးကိုဥပခါပြုနိုင်ပါသည်စင်စေကျွန်တော်ဤအာယုံ၅ပါးစလုံးလောဘမှုန်စိတ်ဖြင့်ထုံထိုင်နေကြပါသည်ကျွန်တော်မေ့တော့မလို့ဖြစ်သွားသည်မေ့လို့မဖြစ်ပါချေမိမကြီးဤငကက်ကိုဖြုတ်ယူရပါဦးမည်ငကက်ကလက်နှစ်တမီအလင်းထဲမှဝင်းထိန်တောက်ပါလွန်ရာစိန်ဆိုတာဖြစ်နိုင်သည် စိန်ငကက်မပြောနှင်းဥသက်ဖျားငကက်ပင်မပန်ဘူးတော့ ။သူစင်းရဲမလေးမိနွယ်စိတ်နှကပန်ရချီသေးရဲ့။မိမကြီးမှာမာကြောသောတထုရဲတစ်ခုခုဖြင့်ရိုက်မိပြီးနှအောင်ပွင့်သွားသလားမသိပါ။နှစ်ပေါက်တစ်ဖက်ထဲမှာသွေးတွေတစိမ့်စိမ့်ယိုစီးနေပြီးနှကက်ကိုသွေးတွေကဖုံးကွယ်ရန်ကြိုးစားနေကြသည်။အခြားနားတစ်ဖက်မှာလည်းသွေးစည်းတွေဖြင့်အမဲသားတဲ့ဤဈေးခုံပေါ်မှာခုတ်ထစ်ထားသောအမဲသားတစားနှင့်တူနေသည် ကျွန်တော်ကပထမနဂတ်တစ်ဖက်ကို နောက်ပိတ်ဝက်ဝူရစ်ကိုလှည့်၍ချွေရန်စ조사သည်သွေးစည်းတွေကြောင့်ချော်တလို့လို့ဖြစ်ခါကျွန်တော်ကြိုးပမ်းမှုမအောင်မြင်ကျွန်တော်ဇောချွေးပြန်လာပြီးအသက်ရှူမွားဖြစ်လာသည်နောက်ထပ်နရွက်စီမှနကတ်ကိုချွတ်ကြည့်ပြန်သည်ပထမနကတ်နီးသူကျွန်တော်လက်ချောင်းတွေချွတ်ချွတ်ချော်ချော်ဖြစ်နေသည်ထိုခိုက်မှာပဲရှေကန်းရှိဒရိုင်ဘာထံမှမသေးမကွဲတူတူဟာဟာညှိတွားတံပေါ်လာပါသည်ရေ ရေရေရေပေးပါရေပေးကြပါကျွန်တော်ခေါင်းနှပန်းကြီးကမလုံးမရှက်ကြောက်ရွံ့ကြီးလိုဖြစ်သွားသည်ကျွန်တော်ဤညာလက်ကို မိမကြီးဤငကစီမှအလန်တကြားပြန်ယုတ်လိုက်မိသည်ဘဲလက်ကတော့ယောက်ျားကြီးဤရင်အောင်ပေါ်မှထောက်လျက်သားရှိသည်ထိုလက်သည်လက်ကဝဲအစုံမှတီတီရီရီပြက်နေသည်ကျွန်တော်ဆယ်နှစ်သားတော့ကနှွားလေးပေါ်မှလိမ်ကြပြီ လဲနှင်းခံရကဈေးရုံမှဖြတ်တောက်ခံရပြီးကလေးကဆိုပါတော့ ရုပ်ရှင်တေးကြပြရတဆုံမဂ္ဂဇင်းအောက်တိုဘာ2015နာဆင်ပြေကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမတို့နောက်ထပ် audio book မှာပြန်ဆုံကြမယ်နော်ကောင်းသောနေ့လေးဖြစ်ပါစေရှင်